အားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကုချမ်းသာခြင်းနဲ့ပြည့်စုံနေကြပါစေဒီနေ့ထိုင်းရွှေဈေးကတော့ညနေမှာ350အကြာနဲ့ဈေးပိတ်သွားပါတယ်ဒီနေ့က25ရက်နေ့လေးလပိုင်း2020နဲ့5ခုနဲ့ညနေပိုင်းထိုင်းရွှေဈေးကတော့350ကျပါတယ် 66.500ခန်းလို့ရှိတဲ့တိုင်းရွှေကဲကဆိုင်ကရောင်းနေဈေးက9250ဆိုင်ကလက်ခံနေဈေးက9350လက်ဝကျနိုင်ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းနေဈေးက9350ဆိုင်ကလက်ခံနေဈေးက9400.56နဲ့ပေါက်သေးရှိပါတယ်ကမ္ဘာချွေတအောင်စားကိုဒေါ်လာ3301.53နဲ့တိုင်းရွှေဈေးကိုတွက်ထားပါတယ်ဒေါ်လာကိုထိုင်းမန်ငွေ33.56နဲ့တိုင်းရွှေဈေးကိုတွက်ထားပါတယ်66.500ခန်းလို့ရှိတဲ့တိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်ခ100ရှိပါလက်ခ BC တိုင်းရွှေခဲတစ်ပတ်သားကို9250ဈေးနဲ့ ပေါင်းစည်းရှိနေပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကတော့ရာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က9350ဈေးနဲ့ပြန်ပြီးတော့လက်ခံပါပါ။လက်ဝင်ကျင်နာရဲ့လက်ခံတွေကတော့ဘဏ်ကောက်ထဲမှာတစ်ပတ်သားကို1000ကနေ1000ထိရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ထိုင်းရွှေလက်ဝင်ကျင်နာတစ်ပတ်သားကိုဒီနေ့ပြန်ရောက်မယ်ဆိုရင်ဆိုင်က9000ခိုင်နှုန်းဖြတ်ပြီးတဲ့အပြင်ကို4900ကျော်ဈေးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ ဒီနေ့မှလည်းထိုင်းရွှေစည်းတွေကညနေမှထပ်ပြီးတော့ကြာတာဖြစ်ပါတယ်။ဒီနေ့ထိုင်းရွှေစည်းတက်ကြကတရလုံးတိုင်းတာနေနဲ့23ချိန်တိတိရှိပါတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုမယ်ဆိုရင်ရေရှည်နေနဲ့အခဲကိုပဲဝယ်စုထားတာပို့ပြီးတော့ကောင်းပါတယ်။ထိုင်းရွှေအခဲကလက်ဝတ်ရနာနဲ့စားလို့ရှိရင်လက်ခစည်းတွေကအများကြီးကိုတက်တာမှဖြစ်ပါတယ်။ထိုင်းရွှေအခဲကိုစိတ်ဝင်စားလို့ဝယ်စုမယ်သူတွေအတွက်လက်ခစည်းတက်တာတဲ့ဆိုင်ကိုကျွန်တော်လက်ညွှန်ပေးပါမယ်။ ဘန်ကောက်ထဲမှာဆိုရင် CNET Green Sea Coast Square မှာတွားပြီးတော့ဝယ်လို့ရပါတယ်။ပတ်သားကိုလက်ခံ၂၀၅ပတ်သားထိဝယ်မယ်ဆိုရင်လက်ခအကုန်ချမရှိပါဘူး။ထိုင်းချွေစင်းငွေစည်းတွေကိုအများအားတင်ပေးပါတယ်။ထိုင်းချွေစင်းငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမှာခြင်းနဲ့ပြည့်စုံပြီးအနည်းငယ်ကင်းလို့ဖြစ်ရှင်နိုင်ကြပါစေ။